ဟုတ်ကဲ့မင်္ဂလာပါအခုဆိုလို့ရှိရင်ကျွန်တော်တို့ DVB သတင်းဌာနကဘာကသာများအဖွဲ့ချုပ်နဲ့တွဲဆုံမေးမြန်းသွားမှာဖြစ်ပါတယ်တွဲဆုံမေးမြန်းဖို့စီစဉ်ထားတဲ့အကြောင်းအရာတွေထဲမှာတော့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေအမျိုးသားပြန်လည်တည်မြဲရေးအပါအဝင်2015ရွေးကောက်ပွဲအပေါ်မှာဘာကသာများအဖွဲ့ချုပ်ရဲ့သုံးသက်ချက်တွေနဲ့အတူလွန်ခဲ့တဲ့6လကျော်ကပညာရေးလှုပ်ရှားမှုကြောင့်တာယာဝတီအကျဉ်းထောင်ပါဝင်မြန်မာနိုင်ငံထောင်သီးသီးမှာကြာရောက်နေတဲ့ចောင်းသားတွေနဲ့ဝန်ရံပြည်သူတွေရဲ့အကြောင်းကိုတွဲဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါ ပါနော်အရင်ဆုံးပါကိုဒီဘာကသမ ्या အဖွဲ့ချုပ်ရဲ့ပေါ့နော်ဒီလက်တော်လောလှုပ်ဆောင်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အရင်ဆုံးမိတ်ဆက်ပေးပါဦးဗျာအခုလက်တော်လောမှာတော့ကျွန်တော်တို့ဒီဘာကသမ ्या အဖွဲ့ချုပ်ကနေပြီးတော့ကျွန်တော်တို့ဒီလက်ရှိမှာတော့ကျွန်တော်တို့ဒီဒီမိုကရေစီပညာရေးကိစ္စတွေပေါ့နော်ပညာရေးကိစ္စတွေရဲ့နောက်ဒီဒီပညာရေးလှုပ်ရှားလို့မတရားဖန်ဆီးခံထားတဲ့အကြောင်းသားတွေလွတ်မြောက်ရေးကိစ္စတွေပေါ့အဲ့ဒါတွေတော့ကျွန်တော်တို့အဓိကထားပြီးဆောင်ရွက်နေပါတယ်ဒီကြားထဲမှာဒီမတရားဖန်ဆီးထိန်းသိမ်းခံထားတဲ့အကြောင်းသားတွေအနေနဲ့တရားဥပဒေဆိုင်ရာတွေမှာ ဒီတရားဥပဒေနဲ့ပတ်သက်ပြီးတော့တရားမျှတမှုမရှိတဲ့ကိစ္စတွေထောင်ထဲမှာကျန်းမာရေးအခြေအနေချုပ်ရင်းတွေကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီပြန်ပြီးတော့ဗောနော်တရားမျှများတရားမျှတစွာနဲ့ဆောင်ရွက်ဖို့အတွက်လည်းကျွန်တော်တို့လုပ်နေတဲ့ပိုင်းတွေလည်းရှိပါတယ်။ဒီဘက်မှာလည်းကျွန်တော်တို့အဲလူလူလူအချိုးပြုလုပ်ငန်းတွေမှာလည်းဘာကစားများဖွဲ့ချုပ်နေတဲ့ဒီရေဘေးကယ်ဆယ်ရေးကိစ္စတွေတခြားသောလုပ်ငန်းတွေမှာလည်းလုပ်နေပါအဓိကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ចောင်းသားတွေမတရားဖန်တီးထိန်းသိမ်းခံထားရတဲ့အဓိကကျွန်တော်တို့အကြောင်းရင်းကတော့ ီပညာရေးလှူရှားမှုပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီကျွန်တော်တို့ចောင်းသားတွေကိုအခြေခံတဲ့ပညာရေးစနစ်တစ်ခုပေါ်ပေါ်ရေးအတွက်ကျွန်တော်တို့ကတော့ဒီနေ့ဒီ step ပြီးလှူရှားမှုတွေကတော့ဒါကျွန်တော်တို့ဆက်လက်လှူရှားနေတယ်ကျွန်တော်တို့ကအခုတော့ပညာရေးပြောင်းလဲဖို့အတွက်ပေါ့เนาะကျွန်တော်အဓိကထားပြီးဆောင်ရွက်နေတာဖြစ်ပါတယ်အဝယ်လေဒီဖြစ်မြောက်ရေး company ထဲမှာပါတာဆိုတော့ဒီ LeBron ပေါ့အကျန်းဖက်ဖြိုခွင်းခံရတာနဲ့ပတ်သက်ပြီးတော့ပေါ့เนาะမြန်မာနိုင်ငံလူခွင့်ရေး commission ရဲ့အစီအကံစာထုတ်ပြန်ချက်အပေါ်မှာပေါ့အခုအနေနဲ့ဘလို့တုတ်ပြန်ပြောဆိုချင်တာမျိုးရှိပါသေးတယ်ဗျ အဲ့ဒီလူခွေကော်မရှင်ကိုကျွန်တော်တို့တိုင်ကြားတာကတော့ဒီကျွန်တော်တို့ចောင်းသားဒီဖန်းစည်းထိမ့်သိမ်းပြီးတော့ရိုင်းနဲ့မတရားရိုင်းနဲ့ခံရတဲ့ចောင်းသားတွေကနေဥဆောင်ပြီးတော့တိုင်ကြားတာပေါ့နော်အဲ့တော့ဒီကတော့ចမ်းဖတ်မှုနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်တဲ့အစီအစဉ်ကံကတရက်ထွက်လာတာတော့6လဒါလေဘရန်ចမ်းဖတ်ခံရပြီး6လကြာမှထွက်လာတဲ့အစီအစဉ်ကံကတခုတော့ဒါဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒီចမ်းဖတ်မှုနဲ့ပတ်သက်ပြီးတော့ထွက်လာတဲ့အစီအစဉ်ကံပေါ်မှာဒါလူခွေကော်မရှင်ကကျွန်တော်တို့တွေ့ရတဲ့လောက်ကတော့ဒါရဲတပ်ဖွဲ့တွေအနေနဲ့ဒီ ဟိုဘောနော်လုတ်လုတ်ပိုင်ခွင့်ထက်ကြော်လွန်ပြီးတော့ဘောနော်ဒါလုတ်တာတွေတွေ့ရတယ်ဆိုတော့မျိုးသုံးသက်ထတာတွေ့ရတယ်ပေါ့ကျွန်တော်အနေနဲ့ကတော့ဒီနုခိန်ကော်မရှင်ထက်ပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့ចောင်းသားတွေကအစိုးရနဲ့လွတ်တော်ရဲ့လေးဝန်ဆိုင်ကတိကွေချိုးဖောက်မှုကြောင့်ဒါကျွန်တော်တို့ကမတရားဖန်တီးရိုက်နဲ့ခံခဲ့ရတဲ့အခြေအနေဖြစ်တယ်။နောက်ဒီတိုင်းပြည်ရဲ့ပညာရေးစနစ်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့တောင်းဆိုတဲ့ចောင်းသားတွေကိုဒါចောင်းသားတွေဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကဒီတရားမျှတမှုရှိဖို့အတွက်ကျွန်တော်တို့ ဖန်ဒီရိုက်နဲ့ခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတရားပြန်တရားပြန်ဆွဲဆိုပိုင်ခွင့်ရှိကိုရှိရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကတော့ဒီ Looking Commission ရဲ့ဒီအစင်ကန်းစာနဲ့အစင်ကန်းစာတွေရောနောက်တခြားအခုဆိုရင်ကျွန်တော်တို့ဒီ ASEAN Looking Commission ကိုလည်းကျွန်တော်တိုင်ကြားဖို့ပြင်ဆင်နေရရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကတော့ဒီပေါ်မှာအခြေခံတဲ့ဒီအစင်ကန်းစာတွေပေါ်မှာကျွန်တော်တို့အနေနဲ့ဒီတရားပြန်ဆွဲဆိုတဲ့နေရာမှာကျွန်တော်တို့အသုံးချသွားဖို့ရှိပါတယ်။တရားပြန်ဆွဲဆိုတဲ့နေရာမှာတော့တရားပြန်ဆွဲဆိုသွားတဲ့အချိန်မှာတော့ဒီအစင်ကန်းစာတွေဒါကော်မရှင်ရဲ့အသုံးသက်ချက်တွေကိုတော့ကျွန်တော်တို့အဓိကထည့်သွင်းပြီးတော့ ဒီတရားပြန်ဆွဲဆိုနေမှာတက်တည်အဖြစ်သုံးသုံးချသွားဖို့ရှိပါတယ်ပေါ့နော်ဒီအဓိကကတော့ကျွန်တော်တို့ဒီ looking commission ကိုတိုင်ကြားတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီကျွန်တော် point out လုပ်ချင်လို့ပေါ့နော် point out လုပ်ချင်လို့ကျွန်တော်တို့အနေနဲ့ဒီ looking commission နေနဲ့ဘယ်လောက်ထိဒီចောင်းသား ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ဘယ်လောက်လုပ်ပေးနိုင်မလဲဆိုတဲ့အခြေအနေကိုလည်းကျွန်တော်တို့ဒါပုံမှန်လေးနဲ့သိကျင်တယ်ဒါကြောင့်ကျွန်တော်တို့တိုင်ကြားတာပို့တယ်ပေါ့နော်အဲ့တော့ဒီအခုအစီအကံစာကလည်းတကယ်တကယ်တော့ဒါအစီအကံစာပေါ်မှာပဲရှိသေးတယ်လက်တွေ့လုပ်ငန်းစဉ်မဟုတ်သေးတဲ့အတွက်ကျွန်တော်အနေနဲ့ဘာမှတော့ဒီပေါ်မှာအရင်ဆုံးဖြတ်ချက်ပေးလို့မရဘူးပေါ့နော်ကျွန်တော်အနေနဲ့တော့ဆောင်ဆက်လက်ဆောင်ကြည့်သွားမှာပဲဖြစ်တယ်ဆက်ပြီးတော့လည်းဒီရှားတော်လူခွင့်ကြီးလှူရှားတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းကျွန်တော်တို့အနေနဲ့ဒီလက်ပံအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ဆက်လက်အသိပေးသွားဖို့ရှိပါတယ် โอเคအခုအခုလက်ရှိပေါ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ပေါ့နော်နိုင်ငံရေးခင်းကျင်းတွေအပေါ်မှာပေါ့အခုတို့ဒီဘဂဒါအဖွဲ့ချုပ်အနေနဲ့ပေါ့နော်စုမြင်သုံးသပ်ထားတဲ့အခြေအနေကဘယ်လိုရှိလဲဆိုတာကိုလည်းပြောပြပေးပါဦးဗျလက်ရှိနိုင်ငံရေးအခြေအနေမှာတော့ဒါအခုအလုံးတည်နေကြတဲ့ရွေးကောက်ပွဲကာလတစ်ခုပေါ့နော်ရွေးကောက်ပွဲကာလတစ်ခုပေါ့ကျွန်တော်တို့ဘဂဒါဘဂမြင်တာကတော့ဒီရွေးကောက်ပွဲတစ်ခုဖြတ်သန်းနိုင်လေကျွန်တော်တို့နိုင်ငံအခြေအနေပြောင်းလဲသွားမှာတော့ကျွန်တော်တို့မမြင်ဘူးပေါ့နော်။ဒါရွေးကောက်ပွဲကဘယ်လောက်ထိဒါတရားမျှတလဲ ားလုံးရှင်ပြိုင်ခွင့်ရှိတဲ့ရွေးကောက်ပွဲမျိုးလဲနောက်ဒီစီဇန်ကြိုတင်စီဇန်ဖန်တီးထားတဲ့ရွေးကောက်ပွဲလားနော်ပေါ့နော်ဒီဟိုအဖွဲ့အစည်းတစ်ခုရဲ့ဥပဒေတစ်ခုရဲ့အောက်ကသွားနေတဲ့ရွေးကောက်ပွဲမျိုးလားဆိုတာကိုကျွန်တော်တို့ပြန်လည်သုံးသပ်ဖို့လိုတဲ့အခြေအနေတော့ရှိပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဓိကအားလုံးသိတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်စစ်တပ်ကနေပြီးတော့ဒီရေးဆွဲထားတဲ့နောက်ရေးဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာဒီရွေးကောက်ပွဲအခြေအနေတွေကလည်းတရားမျှတဖို့ကျွန်တော်တို့ဒါအသိပြီးတော့မရှိပါဘူး ော့တရားမျှတမှုရှိလာမှာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီလက်ရှိနိုင်ငံရေးအခြေအနေမှာတော့ကျွန်တော်တို့ဒီရှေ့ပိုင်းတွတ်တော်တက်တန်းတစ်လျှောက်လုံးမှာဒီအစိုးရတက်တန်းတစ်လျှောက်လုံးမှာတော့ဒါကျွန်တော်တို့ចောင်းသားတွေမတရားရိုက်နေခံရတယ်နောက်ဆုံးဒီကျွန်တော်တို့နိုင်ငံရေးရဆိုရင်ဒါចောင်းသားသမဂ္ဂတွေရဲ့ဖွဲ့စည်းခွင့်တွေចောင်းသားသမဂ္ဂတွေရဲ့ဖြစ်တည်ခွင့်တွေဒါအခန့်ကဏ္ဍတွေចောင်းသားတွေရဲ့ပညာရေးလှုပ်ရှားမှုတွေចောင်းသားတွေရဲ့ဒီအခွင့်အရေးဆိုင်ရာတောင်းဆိုမှုတွေကိုအစိုးရတည်ရနေနဲ့ဘာမှဒါလုပ်ပေးခဲ့နိုင်တာမရှိဘူး အဲ့တော့ဒီဒီတခြားမှာပဲအစိုးရတယ်ဒီအနာရပေါ့နော်စစ်တပ်နဲ့စစ်တပ်ရဲ့အစိုးရပါတီဖြစ်တဲ့ဒီပြည်ထောင်စုကြံခိုင်တဲ့ဖွံ့ဖြိုးရေးပါတီလိုဟာမျိုးအပြင်ကိုကျွန်တော်ဒီဘက်မှာဒီမိုကရက်တစ်အတိုက်ခံအင်အားစုတွေကြားထဲမှာပါဒီចောင်းသားတွေရဲ့အဓိကတောင်းဆိုတဲ့အချက်တွေကိုဘာမှဒီလုတ်ပေးနိုင်တာမရှိဘူးပေါ့နော်အဲ့တော့ဒါကျွန်တော်တို့အနေနဲ့ဒီတတန်းတစ်ယောက်မှာဒါတွေးကြနိုင်ငံရေးအခင်းကျင်းပေါ့ကျွန်တော်တို့မြင်ကတော့ဒီလက်ရှိနိုင်ငံရေးအခင်းကျင်းကပေါ့နော်ကျွန်တော်တို့ဒီ မမှန်ကန်ကန်နဲ့သွားနိုင်မဲ့အခြေအနေမျိုးတော့မဟုတ်ဘူးအဲ့တော့နိုင်ငံရေးအရဆိုရင်ဒါဒီဂျားကာလာအခြေအနေတခုပဲဖြစ်ပါတယ်လို့နော်အဲ့တော့ဂျားကာလာအခြေအနေတခုမှာကျွန်တော်တို့နိုင်ငံရေးကဟိုဘောနော်ပြည်သူလူထုရဲ့အကျိုးစီးပွားပေါ့အဓိကတော့ចောင်းသားတွေတောင်လေသမားတွေအလုပ်သမားတွေရဲ့ဒီဘောနော်အကျိုးစီးပွားအလုပ်သမားတွေရဲ့တောင်းဆိုမှုတွေနေနာဆုံးရှုံးမှုတွေကိုအခြေခံကြကြဖြည့်ရှင်းနိုင်မှုမရှိဘဲနဲ့ဟိုဖြည့်ရှင်းနိုင်မှုမရှိဘူးဆိုရင်တော့ဒီရွေးကောက်ပွဲတွေနိုင်ငံရေးဖြတ်သန်းမှုတွေကမှန်ကန်တဲ့နိုင်ငံရေးဖြတ်သန်းမှုတွေမှန်ကန်တဲ့ဘောနော်မှန်ကန်တဲ့နိုင်ငံရေး လုပ်ငန်းရှင်တော့မဟုတ်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီတကယ်သာကျွန်တော်နိုင်ငံရေးကိုမှန်မှန်ကန်ကန်နဲ့ဖြတ်သန်းမယ်ဆိုရင်ပြည်သူလူထုရဲ့အကျိုးစီးပွားကိုမျက်ကွယ်ပြုတဲ့လှုပ်ရှားမှုတွေမျက်ကွယ်ပြုတဲ့နိုင်ငံရေးဖြစ်စဉ်တွေကိုရှောင်ရှားမှာဖြစ်ပြီးတော့ပြည်သူလူထုကိုအခြေပြုတဲ့ပေါ့နော်နောက်ဒီတိုင်းရင်းသားဆိုလဲတိုင်းရင်းသားဒီကိုအခြေပြုတဲ့လှုပ်ရှားမှုမျိုးဆွေးနွေးမှုမျိုးတွဲဆောင်ဆွေးနွေးလုပ်ငန်းတွေကိုဥတည်ရမှာဖြစ်ပါတယ်လို့ပြည်သူလူထုရဲ့အကျိုးစီးပွားကို ဟိုမရှိရှုပဲနဲ့လုံနေတဲ့လှုပ်ရှားမှုတွေအလုံးဒီဒါမှန်ကန်တဲ့လမ်းစဉ်ပေါ်မှာမရှိဘူးလို့ကျွန်တော်တို့အနေနဲ့သုံးသပ်ပါတယ်။ဟိုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရေးမှာပေါ့နော်။ဒီသမတာကြီးဦးသိန်းစိန်ကသူရဲ့ဒီပထမပေါ့နော်။တတန်ကနေ့မပြည့်ခင်မှာပေါ့။သူကတော့ဒီရွေးကောက်ပွဲကာလဟိုမတိုင်ငယ်ပေါ့နော်။သူကဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနောက်တစ်ခုကဒီအပြစ်ခက်ရဲစဲစာချုပ်ချုပ်ဆိုဖို့ပေါ့။ ဒီခက်စိတ်စိတ်ကိုပဲသူတို့တိုက်တွန်းနှိုးဆော်လာတဲ့အပေါ်မှာပေါ့အခုတို့ဒီဘာကသာအဖွဲ့ချုပ်အနေနဲ့ဖြစ်ဖြစ်အခုအနေနဲ့ဖြစ်ဖြစ်အဲ့ဒီအပေါ်မှာဘလို့မှတ်ချက်ပေးချင်တာမျိုးရှိပါလေဗျဒီငင်းငင်းရေးဆွေးနွေးပွဲတွေဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီလက်မှတ်ထိုးတယ်ဆိုတာကဟုတ်ပေါ့နော်ဒီသဘောတရားအရတော့လာလက်မှတ်ထိုးတယ်ဆိုတာကဒါပေါ့နော်လက်မှတ်ထိုးတယ်ဆိုတဲ့အခြေအနေတစ်ခုပဲဖြစ်ပါလိမ့်မယ်တကယ်တမ်းကျတော့အနှစ်သာရပိုင်းမှာကျတော့ဘလောက်ထိ တိုင်းသားပြည်သူလူထုပေါ်မှာဘလောက်ဒီအခြေပြုနေလဲအခြေတည်နေလဲတကယ်ကိုပိုင်ပြဋ္ဌာန်းခွင့်တကယ်ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်အောင်စုကိုတွမ်းမဲ့လှုပ်ရှားမှုတွေလားတွမ်းမဲ့လုပ်ငန်းနိုင်ငံရေးလုပ်ငန်းစဉ်တွေလားဆိုတဲ့ပုံမှာပဲကျွန်တော်တို့ကတိုင်းတာရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုတွေ့နေရတာကလက်နက်ချတဲ့ငင်းငင်းရေးလုပ်ငန်းစဉ်မျိုးကိုဥတည်နေတာမျိုးကိုတွေ့ရပြီးတော့စစ်တပ်ကရေးဆွဲထားတဲ့၂000ကျပ်ဖွဲ့ကြီးပုံရှင်ငန်းဥပဒေအောက်မှာလှုပ်ရှားတဲ့၂000ကျပ်ဖွဲ့ကြီးပုံရှင်ငန်းဥပဒေအောက်မှာရေးထိုးမဲ့ဟို လက်မှတ်ရေးထိုးမဲ့လှုပ်ရှားမှုပဲနိုင်ငံရေးလုပ်ငန်းစဉ်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပြည်သူလူထုရဲ့အကျိုးစီးပွားကိုဥတီတဲ့လှုပ်ရှားမှုမျိုးကိုကျွန်တော်တို့ကအစဉ်တစိုက်အားပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုကိုဥတီတဲ့ပြည်သူလူထုကိုအကျိုးဖြစ်စေမဲ့နိုင်ငံရေးဆွေးနွေးပွဲညဉ့်ညဉ့်ဆွေးနွေးပွဲတွေကိုမဟုတ်ဘူးဆိုရင်တော့ဒီလက်မှတ်ရေးထိုးတဲ့ကိစ္စကအောင်မြင်လာနိုင်မှာမဟုတ်ပါဘူးအဲ့တော့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကလည်းအစိုးရရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာလုပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပေါ့နော်ဒီငင်းငင်းဆွေးနွေးတဲ့တိုင်းရင်းသားလက်နက်ကင်အားလုံးဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်တော်၎င်းဖြတ်သိမ်းရေးတော်၎င်းစွမ်းတော်မှာမူဝါဒတစ်ခုကိုအခိုင်အမာချမှတ်ပြီးမှသာနေလက်မှတ်ရေးထိုးတဲ့လုပ်ငန်းစဉ်ကိုအဓိကထားဆောင်ရွက်တင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်နောက်တစ်ခုကဒီတိုင်းရင်းသားလက်နက်ကင်တွေရဲ့ အတွင်ကြားမှာရှိတဲ့ညီညွတ်မှုကိုလည်းပြန်တည်ဆောက်ဖို့ကျွန်တော်မြင်ပါတယ်အဲ့တော့တိုင်းသားနဲ့နိုင်ငံအသီးသီးကလည်းဒီမိမိတို့လက်နက်ကင်ထားရခြင်းရဲ့ယူရချက်ကိုမှန်မှန်ကန်ကန်ဆက်လက်အကောင့်တွေဖော်ဖို့လိုပါတယ်အဲ့တော့ငင်းညံအပြစ်ခတ်ရဲစဲရေးဆိုတာလက်နက်ချတာမဟုတ်ပါဘူးအဲ့တော့အပြစ်ခတ်ရဲစဲရေးဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီနိုင်ငံရေးအရာတော်လည်းကောင်းစစ်ရေးအရာတော်လည်းကောင်းကိုယ့်ဘက်ကမှန်မှန်ကန်ကန်နဲ့ကိုယ့်လူမျိုးကိုယ့်တိုင်းရင်းသားတွေရဲ့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ပေါ့နော်ဒီလွတ်လပ်ခွင့်အခွင့်အရေးတွေကိုအပြည့်အဝရရှိဖို့အတွက် လက်နက်ကင်တိုက်ပွဲဝင်ရတဲ့အခြေအနေအားဒါကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်ရေးရပြီးနောက်ပိုင်းဖြစ်သွားတဲ့လက်နက်ကင်တော်လိုင်းလမ်းစဉ်ရဲ့အခြေခံဖြစ်ပါတယ်အဲ့ဒီအခြေခံတွေကိုဒီနေ့ထိဆက်လက်အကောင့်ထဲဖော်နိုင်မှသာလဲကျွန်တော်တို့လက်နက်ကင်ထားရတဲ့ရွေချက်တွေနဲ့ငြိမ်းချမ်းလမ်းစဉ်အောင်မြင်မှာဖြစ်ပါတယ်အခုကစီးပွားရေးရတော့လကောင်းလူပုဂ္ဂိုလ်တဦးချင်းရတော့လကောင်းအဖွဲ့အစည်းတဦးချင်းရတော့လကောင်းရဲ့ပေါ့နော်ပုဂ္ဂိုလ်ရေးဆိုင်ရာအကျိုးစီးပွားတွေပေါ်မှာအခြေခံပြီးတော့ဆွေးနွေးတဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်တွေဖြစ်တဲ့အတွက်ဒါဒီစစ်မှန်တဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်မဖြစ်နိုင်ပါဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ ဒီအချိန်ဟာတိုင်းသားလက်နက်ကိုင်တွေရောနိုင်ငံရေးပါတီအသီးသီးရောကျွန်တော်တို့နိုင်ငံရဲ့ဘောနော်ဆုံးဖြတ်နိုင်တဲ့ပုံကူအားလုံးအနေနဲ့ဒီအချိန်ဟာတွေ့ဝေရမယ့်အချိန်မဟုတ်ဘဲနဲ့မှန်မှန်ကန်ကန်နဲ့ဘောနော်ဆုံးဖြတ်ရမယ့်2008ဖွဲ့စည်းပုံအချိန်ကဥပဒေနဲ့ပတ်သက်လာရင်ပြတ်သားရမယ့်အချိန်တွေဖြစ်လာပြီဆိုတာကိုတော့အားလုံးသတိထားတဲ့အချိန်တွေဖြစ်နေပြီလို့ကျွန်တော်ကတော့မြင်ပါတယ်โอเคဒီစကားတလုံးပေါ့เนาะကျွန်တော်တို့ဒီအတိုက်ခံဘက်ကလည်းပြောတယ်နိုင်ငံရေးသမားတွေကလည်းပြောတယ်တိုင်းရင်းသားတွေလည်းပြောကြတယ်ပေါ့အဲ့ဒါကတော့အမျိုးသားပြန်လဲတင့်မြဲရေးဆိုတဲ့စကားလုံးပေါ့เนาะ အဲ့တော့အခုတို့ဒီအမျိုးသားပြန်လည်တင့်မြဲဆိုတဲ့သကလုံးအပေါ်မှာပေါ့ဟိုတို့ဘာဂသာအဖွဲချုပ်အနေနဲ့ကပေါ့နော်ဘာဂသာအဖွဲချုပ်ကအဲ့ဒီပေါ်မှာသကလုံးရဲ့အဓိပ္ပာယ်ပေါ့နော်ဘလို့ဖွင့်ဆိုထားတာမျိုးရှိပါလေဗျကျွန်တော်ပထမဆုံးပြောချင်တာကအမျိုးသားပြန်လည်တင့်မြဲရေးဆိုတဲ့သကလုံးရဲ့အဓိပ္ပာယ်ကိုဗမာပြည်မှာရှိတဲ့အင်အားစုတွေလက်နက်ကိုင်တွေအနေနဲ့လွဲမအောင်မလုပ်ကြပါနဲ့လို့ကျွန်တော်ကတော့ပထမဆုံးပြောချင်ပါတယ်အဲ့တော့အမျိုးသားပြန်လည်တင့်မြဲရေးဆိုတာကဘလောက်ထိကျေပြန့်လဲဘလောက်ထိပေါ့နော်လေးနက်မှုရှိလဲဆိုတော့ အတိုင်းအတာကအပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့အမျိုးသားပြည်နယ်တည်မြဲရေးကိုတိဆောက်တော့မယ်ဆိုရင်ပြည်သူလူထုရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့နေနာဆုံးရှုံးမှုတွေကိုပထမဦးဆုံးပြည်လျောင်ဖြေရှင်းဖို့လိုပါတယ်အဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့နိုင်ငံရဲ့အကြက်တဲဖြစ်တဲ့ဒီအတိုင်းရင်းသားတွေနဲ့တိုင်းရင်းသားဒေသမှာစစ်ဘေးဒဏ်သင့်တဲ့ဒီတိုင်းရင်းသားဟိုပေါ့နော်ဟိုတိန်းရှောင်နေရတဲ့တိုင်းရင်းသားတွေရှိတယ်လူငယ်တွေကလေးတငယ်တွေပေါ့နော်စစ်ဘေးဒဏ်သင့်တဲ့ပြည်သူလူထုတွေလည်းရှိသလိုတစ်ဖက်မှာလည်းကျွန်တော်တို့ ဗဘာပြည်ရဲ့ယာဂိုင်နှုံးဖြစ်တဲ့လေသမားကြီးဟာလေယာမီသိမ်းခံရတဲ့လေယာမီသိမ်းခံရတဲ့အဖြစ်ပျက်တွေလုံသမားလောက်ခလာစာကိစ္စတွေចောင်းသားတွေရဲ့ပညာရေးတောင်းဆိုမှုမှာမတရားရိုက်နဲ့ဖန်ဆီးထားတဲ့ရိုက်နဲ့ဖန်ဆီးထိန်းသိမ်းထားတဲ့ကိစ္စတွေဒီလိုပြဿနာတွေဗမာပြည်ရဲ့ဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပြီးတော့မှဆွေးနွေးတဲ့ဆွေးနွေးပွဲတွေကဒါလည်းကျွန်တော်တို့ကအမျိုးသားပြည်နယ်တည်မြဲရေးကိုဥတီတဲ့လုပ်ငန်းစဉ်ဖြစ်ပါလိမ့်မယ်အခုကကျွန်တော်တို့တွားနေတဲ့အမျိုးသားပြည်နယ်တည်မြဲရေးက ဟိုပေါ့နော်မျိုးသားပြည်နယ်တင့်မြတ်ရေးတွဲဆုံဆွေးနွေးရေးကိုအရန်အာယုံစိုက်ပြီးတော့ပေါ့နော်ပုပ်ကိုရေးဆိုင်ရာတွဲဆုံဆွေးနွေးရေးကိုအာယုံစိုက်ပြီးတော့ပြည်သူလူထုအကျိုးစီးပွားကိုမျက်ကွယ်ပြုနေတဲ့ပြည်နယ်တင့်မြတ်ရေးမျိုးဖြစ်နေပါတယ်ဒါဒီမှန်ကန်တဲ့မျိုးသားပြည်နယ်တင့်မြတ်ရေးမျိုးမဟုတ်ဘဲနဲ့ဒါဒီဟိုပေါ့နော်ကျွန်တော်တို့နိုင်ငံရေးအရာမှားယွင်းတဲ့မျိုးသားပြည်နယ်တင့်မြတ်ရေးမျိုးဖြစ်နေပါတယ်ဒါကကျွန်တော်တို့နိုင်ငံအတွက်ကြီးမားတဲ့ဟိုအားနည်းချက်တစ်ခုပဲလို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေခေါင်းဆောင်တွေအနေနဲ့ပေါ့နော်တကယ်တွဲဆုံဆွေးနွေးတဲ့နေရာမှာဘယ်လောက်ထိ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်ဆောင်ရွက်ဖို့တွဲဆောင်ဆွေးနွေးနေတာလဲပေါ့နောက်တစ်ခုကအစိုးရတရက်ဒါမှမဟုတ်လဲစစ်တပ်ရဲ့ပေါ့နော်အစီအစဉ်တရက်ဖန်တီးထားတဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကြီးထဲမှာကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့မျောပါသွားရမယ့်အခြေအနေမျိုးကိုဖန်တီးနေကြတာလားဆက်ပြီးတော့ဒီအစိုးရအနေနဲ့အာ၄ဘွဲ့ဆိုင်နေ၆ဘွဲ့ဆိုင်နေ၁၄ဘွဲ့ဆိုင်နေစတဲ့အစိုးရတရက်ရဲ့စီစဉ်မှုပေါ့နော်စစ်တပ်ရဲ့စီစဉ်မှုအောက်မှာသွားနေတဲ့တွဲဆောင်ဆွေးနွေးရေးလမ်းစဉ်နောက်ကိုပဲကျွန်တော်တို့လိုက်မလားကျွန်တော်တို့အနေနဲ့ပြည်သူလူထုကိုအခြေ တည်တဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုဥတည်တဲ့တွေ့ဆုံဆွေးနွေးရေးကိုပဲလက်ခံမလားဆိုတဲ့နေရာမှာကျွန်တော်တို့ကဟိုဆုံးဖြတ်ရမယ့်အခြေအနေဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ကဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အောက်မှာကျွန်တော်တို့ကိုယ်တိုင်က2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသို့ဒီမဟုတ်ဖြတ်သိမ်းရေးပြောနေတဲ့ပုံကိုယ်တွေဖြတ်သိမ်းရေးပြောနေတဲ့အဖွဲ့အစည်းတွေကိုယ်တိုင်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုခိုင်မာအောင်လုပ်နေတာမျိုးကျွန်တော်တို့တွေ့ရတဲ့အတွက်ဒါဒီ ဟိုမှန်ကန်တဲ့လမ်းစဉ်မဟုတ်ပါဘူးအဲ့တော့ကျွန်တော်အနေနဲ့ကလည်းသတိကြီးကြီးနဲ့ပေါ့နော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပေါ့နော်ဖွဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုဘလို့ဖြတ်သိမ်းရမလဲဘလို့ပြင်ဆင်ရမလဲဆိုတဲ့ကိစ္စမှာကျွန်တော်အနေနဲ့ဆောင်ရွက်တဲ့အခါမှာပေါ့နော်ပြည်သူလူထုရဲ့အကျိုးစီးပွားကိုဥတီတဲ့ဆွေးနွေးမှုမျိုးကိုဒါကျွန်တော်လက်ခံသင့်ပြီးတော့အစိုးရတည်းရဲ့ဓမ္မဝင်လဲစစ်တပ်ကနေပြီးတော့အစီအစဉ်တကြဖန်တီးထားတဲ့တွဲဆိုဆွေးနွေးအောက်မှာတိုင်းရင်းသားလက်နက်ကိုင်တွေရောနိုင်ငံရေးပါတီတွေရောက ဆက်ပြီးတော့ဗောနော် မျောပါမနေဖို့လိုပါတယ်ဒါမှသာလည်းကျွန်တော်တို့ပြည်သူလူထုကလွတ်မြောက်ပြီးပြည်သူလူထုဘဝကလွတ်မြောက်ပြီးတော့ပြည်သူလူထုအနေနဲ့အားလုံးအဆင်ပြေမှာဖြစ်ပါတယ်မဟုတ်ရင်တော့ကျွန်တော်တို့သွားနေတဲ့အမျိုးသားပြည်နယ်တင်မြေကြီးအမှန်ကန်တဲ့အမျိုးသားပြည်နယ်တင်မြေကြီးမျိုးမဟုတ်ဘဲနဲ့ဗောနော်ပြည်သူလူထုကိုအန္တရာယ်ဖြစ်စေတဲ့အမျိုးသားပြည်နယ်တင်မြေကြီးမျိုးဖြစ်နေမှာကိုတော့ကျွန်တော်တို့စိုးရိမ်မိပါတယ်